အရန်ကိုဟော့ဖြစ်ပြီးတော့ဒီဆောင်ထဲမှာဘလို့အကြောင်းအရာတွေပါတယ်အာဒီဆောင်ကဘလို့မျိုးပေါ့နော်ကျွန်တော်တို့တွေပုံမှန်လူဘဝမှာဆိုရင်ပုံမှန် thinking တွေပုံမှန်အယူဆတွေပုံမှန်အတွေးခေါ်တွေပုံမှန်ခံယူချက်တွေ ਨੇ မဟုတ်ဘဲနဲ့လုံးဝကို꿰ထွက်သွားပြီးတော့ဒါပြောင်းမြန်ဖြစ်သွားရတဲ့စာအုပ်ပေါ့နော်မိခွန်းတွေလည်းအများကြီးရှိရဲဒါဝေဖန်ချက်တွေရောအများကြီးရှိပြီးအရင်က popularity ဖြစ်သွားတဲ့စာအုပ်ပေါ့နော်အဲ့စာအုပ်ကိုဒီ2024 November မှာလည်းမြန်မာဘာသာပြန်နေထွက်လာတယ် အဲမြန်မာဘာသာပြန်နေထွက်လာတဲ့အချိန်မှာမြန်မာစာဖတ်ပရိသတ်တွေကြောင်းမှာလဲဟိုလီတကြော်ကြော်နဲ့အရန်ကိုနာမည်ကြီးသွားတဲ့စာအုပ်ဒါကတော့မူရင်းစာရေးသူ Robert Green ရဲ့ဒါ The 48 Law of Power ပေါ့နော်မြန်မာအနေနဲ့ကတော့ Anarset ဆိုပြီးတော့ဘာသာပြန်ထားတဲ့ဒီရဲ့စာအုပ်ကိုပြောလိုက်ပြီဆိုတော့စာအုပ်ကဘလို့မျိုးလဲတော်တော်များများ review တွေရော line ပေါ်မှာရောလုံးဝကိုဟိုလီတကြော်ကြော်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ video မှာတော့အဲ့လို review တီးတဲ့အဲ့လိုမဟုတ်တော့ဘဲနဲ့ဒီစာအုပ်ထဲကပါ တဲ့ဥပဒေသား48ခုပေါ့နော်48 law တဲ့ကနေမှကျွန်တော်တစ်ချက်ပေါ့နော် sharing လုပ်ပေးမယ်။ဘာလို့လဲဆိုကြတော့ဒီစာအုပ်ကိုအကြောင်းမျိုးမျိုးကြောင့်မဖတ်ဖြစ်သေးတဲ့သူတွေမဖတ်ရသေးတဲ့သူတွေဖတ်ဖို့အခက်ခဲဖြစ်နေတဲ့သူတွေအနေနဲ့ဒီကျွန်တော်ပြုတ်ပြလိုက်တဲ့အကြောင်းအရာလေးနဲ့ကိုတော်တော်အကျိုးရှိသွားမယ်လို့ကျွန်တော်ထင်လို့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ review မဟုတ်ဘဲနဲ့ sharing ပုံစံမျိုးလေးနဲ့ကျွန်တော်သွားကြည့်တယ် The 48 Law of Power ဆိုတဲ့စာအုပ်ကဒါနှစ်ပေါင်းကျွန်တော်တို့တွေ2000ကျော်3000ဝန်းကျင်မှာတမိုင်းဖြစ်ရက်တွေပေါ့เนาะသင်ခန်းစာယူရမယ့်အကြောင်းအရာတွေကိုကောက်နှုတ်ပြီးတော့ဒါရေးထားတဲ့စာအုပ်ပေါ့เนาะကျွန်တော်တို့တွေပါဝါဒီစာအဲဘာသာပြန်ရဆိုအာနာဇတ်ပေါ့เนาะအဲပါဝါလို့ပြောလိုက်တယ်ဆိုရင်မြန်မာလိုဆိုရင်တော့ဩစာအာနာလို့လည်းပြောလို့ရတယ်ပေါ့နော်ဩစာအာနာလို့ပြောလိုက်တယ်ဆိုရင်အခုဗီဒီယိုကြည့်နေတဲ့သူတွေနဲ့ ဘယ်လိုမျိုးထင်လဲပေါ့နော်တချို့တွေဆိုရင်အာနာပါဝါကိုမကောင်းတဲ့အရာမကောင်းတဲ့ဟာကြီးလို့ဆိုပြီးတော့ယူဆထားတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးယူဆထားတဲ့သူတွေကကိုကိုတိုင်းအာနာရှိလာပြီရှိလာပြီလို့ထင်လိုက်တယ်အာနာရှိရမယ့်အခွင့်အရေးတွေရလာတယ်ဟို တခြားလူကကိုယ်အာနာပုံစံမျိုးအာနာပေးတဲ့ပုံစံမျိုးပေါ့နော်ပါဝါရှိတဲ့ပုံစံမျိုးပေးလာဆိုရင်တော့မှအာအဲ့အာနာပါဝါဆိုတာကဒါမကောင်းတဲ့အရာကြီးငါအာနာပါဝါမလို့ချင်းကိုယ့်ကိုယ်ကိုပြန်ပြီးတော့မိန်လိုက်တယ်ပေါ့အာငယ်စိတ်တွေနဲ့ပို့ပြန်ပြီးတော့ဆွဲချလိုက်တဲ့ပုံစံမျိုးတွေရှိရပေါ့နော်တကယ်တော့အာနာပါဝါဆိုတာအရန်ကိုအရေးကြီးပါတယ်အဲတချို့တွေကြတော့လေအာနာပါဝါကိုနိုင်ငံရေးလောကမှာနိုင်ငံရေးသမားတွေအတွက်လိုပဲယူဆတယ်ပေါ့နော်တကယ်တော့ပါဝါ ပါဝါဆိုတာလူတိုင်းနဲ့တက်ဆိုင်တယ်။ကျွန်တော်နိုင်ငံကြီးနဲ့ခြီးပြီးတော့ empire ကြီးနဲ့ခြီးပြီးတော့ကျွန်တော်မပြောချင်ဘူး။ဒီပါဝါဆိုတဲ့စကားလုံးလေးကိုဒါမိသားစုဝင်ပေါ့နော်ကျွန်တော်တို့တွေအကုန်လုံးကတော့မိသားစုဝင်ရှိကြမှာ။အဖေရဲ့အမေရဲ့ဒါတာသမီးတွေရဲ့ရှိမယ်။အဲ့မှာဆိုရင်ကိစ္စတစ်ခုခုဖြစ်လာတယ်။ဘသူရဲ့စကားလုံးကအဲ့မိသားစုဝင်ရဲ့ decision မှာပို့ပြီးတော့အကျိုးတက်ရမယ်။အဖေကအာနာရှိရင်ဖေကပါဝါရှိရင်အဲ့ကိစ္စက ဖေဆုံးဖြတ်ချက်နဲ့ပြီးသွားနိုင်တယ်။အမေကပါဝါရှင်အမေဆုံးဖြတ်ချက်နဲ့ပြီးသွားနိုင်တယ်။သားသမီးတွေမှာလည်းသူတို့ပါဝါရှိရဲ့ဟာရှိသူပြောလိုက်တဲ့စကားတခုကအရင်ကထိရောက်ပြီးတော့အကုန်လုံးကလက်ခံနိုင်တဲ့ပုံစံမျိုးပေါ့နော်။အဲ့ကြတော့ပါဝါဆိုတာကလူလောကမှာရှိကုန်ရှိတယ်မှာလေ။ကဲဒါဆိုရင်ကျွန်တော်ဒီ48 law power တဲ့ကကျွန်တော် sharing လုပ်ပေးသွားမယ်ဟာလေအဲ့ဒါပေါင်းတော့ပေါင်းတင်ဆက်ဆံရင်းနဲ့အာနာပါဝါပေါ့နော်အဲဒီမှာဆိုရင်ပထမအဆုံးတစ်ချက်က ကို့ဆရာထက်ဆရာထက်ပေါ့နော်ဆရာထက်ကိုကပိုတော်တယ်ပိုတက်တယ်ဆိုတဲ့အကြောင်းကိုမပြမိပါစေနဲ့ဆိုတဲ့ဟာစဉ်းစားစရာအကုန်လုံးကဆရာထက်တော်ရမယ်ဆရာထက်တက်ရမယ်ဒါဆရာတွေကဘလောက်ပဲဟိုကို့တပည့်ကကို့ထက်တော်ရင်ကောင်းတာပေါ့ပြီးကြည်နူးရတယ်ပြောပြောတချို့ဒီရဲ့ဆန့်မှာကြတော့ကို့ထက်တော်ရင်မကြိုက်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဆိုဒီထဲမှာဆိုရင်ဒီဥပမာလေးနဲ့ ပြောပြမယ်ဆိုရင်ဒါဘယင်ကြီးပေါ့နော်ဘယင်ကြီးရဲ့ပြီးတော့ကြာတော့သူ့ရဲ့ဘန္နာရေးဝင်ကြီးရှိရယ်ဘန္နာရေးဝင်ကြီးကဘယင်ကြီးပေါ့အရန်ကိုတစ္ဆာရှိရယ်ဘယင်ကြီးကလည်းသူ့ကိုဒါပါစားပေးတယ်ပေါ့နော်အလေးပေးတယ်ဒါသူ့ရဲ့တစ္ဆာတော်ခံအဲ့လိုမျိုးပုံစံမျိုးနဲ့နေလာတယ်ပေါ့နော်အဲ့မှာဗန္ဒာယီဝင်ကြီးကဘာတော့ဆိုတော့သူကသူ့ရဲ့အတုံးဖြုံးကြီးရယ်လို့ပြောမှာပေါ့နော်သူ့ရဲ့ဆန်အိမ်တွေဒါဈေးကြီးပေးရတဲ့ပွာတီပွဲတွေသူအများကြီးကျင်းပါပြီအဲ့လိုမျိုးနေတဲ့သူအဲ့မှာ ဒီ1662ခုနဲ့ပေါ့နော်အဲ့မှာဆိုရင်ဒါဝန်ကြီးချုပ်ကကြွယ်လွန်သွားတယ်ဝန်ကြီးချုပ်ဆုံးသွားတဲ့အချိန်မှာဒါခုနကဗန္ဒာရေးဝန်ကြီးကနေပြောအော်ဘိညာငါ့ကိုဒီလိုမျိုးကိုးစားပါလားဒီလိုမျိုးငါ့ကိုအဲနေရာတော့ပြီးပါမယ်လို့သူကယုံကြည်လိုက်တာပေါ့နော်ယုံကြည်ထားတာယုံကြည်ထားတဲ့အချိန်မှာတကယ်လေဝန်ကြီးချုပ်နေရာပြေးမယ်လို့လို့ရောဗန္ဒာရေးဝန်ကြီးကိုပယ်ချပစ်လိုက်တယ်ပယ်ချပစ်လိုက်တော့အဲဝန်ကြီးကဗန္ဒာရေးဝန်ကြီးကနေပြီးတော့ ငါစဉ်းစားတယ်ပေါ့ဘယင်ကအဲငါ့ကိုဒီလိုမျိုးဟွာပြတာဆိုငါသူ့ပေါ်တစ္ဆာရှိရဆိုသူငါ့ကိုမယုံကြည်ရလားအဲငါပြောမယ်ဆိုတော့ဖားတာပေါ့နော်ဘယင်ကိုငါသူ့ပေါ်ဘလို့တစ္ဆာရှိချောင်းပြတတ်ရမယ်ဆိုပြီးသူ့ရဲ့ဆန်အိဈေးကြီးပါတယ်ဆိုရယ်ဆန်အိကြီးထဲမှာဒါဈေးကြီးဆုံးပါတီပွဲကိုလှုပ်လိုက်ပြီးဥရောပဘက်ကပေါ့နော်ဥရောပဘက်က ဒါတကယ်ကိုဒါပါဝါအာနာရှိတဲ့လူကြီးလူကောင်းတွေကိုအကုန်လုံးခေါ်လိုက်ပြီးရောဒါပါတီပွဲကိုဘယင်းအတွက်ကျင်းပါ့ပေါ့နော်ဒီပါတီပွဲမှာဘယင်းကငါငါဘယင်းကြီးကိုဒီလိုမျိုးကြီးလောက်တဲ့ချောင်းငါ့ကိုကြည့်မယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ရည်စားပြီးလောက်လိုက်တာဒါပေမဲ့အဲ့ပွဲမှာအဲ့ဘန်အိုင်ဝင်ကြီးအဖမ်းခံလိုက်ရတယ်။ဘာအမှုနဲ့လဲဆိုတော့ကကြတော့ဒါနိုင်ငံတော်ရဲ့ဘန်နာကိုအလွဲသုံးစားလုပ်မှုဆိုပြီးတော့ဖမ်းခံလိုက်တယ်။ဒါဆိုရင်ဒါက ဘရင်ထက်သူကတော်ကြောင်းတာကြောင်းတက်ကြောင်းကိုပြမိလိုက်တဲ့အတွက်သင်ခန်းစာကိုနောက်ထပ်တစ်ခုနောက်ထပ်တစ်ခုကကြောက်တငယ်ချင်းအပေါင်းအသင်းပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းတွေကိုအရန်ကိုယုံစားပြီးတော့ဒါအကုန်လုံးပုံအပ်ပြီးတော့မနေပါနဲ့ဆိုတဲ့ဟာပေါ့နော်ပေါင်းဆိုတငယ်ချင်းအရင်းကြီးတွေကနောက်ကျောကိုဓာတ်နဲ့ထိုးမယ်ဆိုရင်ရန်သူထက်တောင်မှပုံပြီးတော့ကြောက်စရာကောင်းတယ်။အဲ့တော့ဒီစာအုပ်ကလေးကိုရောဖတ်ပြီးသွားပြီလား။ အဲအဲ့ထက်ကနေမှဘယ်အချက်လေးတွေကိုကြိုက်လဲကြိုက်တဲ့ဟာလေးတွေကို comment ရေးသွားပေးပါအောင်ကျွန်တော်လည်းဘယ်အချက်လေးတွေတူလဲပေါ့နော်ပြီးတော့မဖက်ရသေးဆိုလည်းကျွန်တော်အခု sharing လုပ်ပေးထားတဲ့အချက်လေးတစ်ချက်နဲ့ကိုတော်တော်အကျိုးရှိမယ်လို့တော့ကျွန်တော်ယုံကြည်တယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘယ်လိုမျိုးအကြောင်းအရာတွေကိုဆက်ပြီးတော့ sharing လုပ်ပေးသွားအောင်မလဲဆိုတာတော့စောင့်ကြည့်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်